သက်များအားလုံးပဲမင်္ဂလာပါရှင်။ဒါပြိညာ channel ကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့အတ္တမြင်းပြိုင်ဆိုတဲ့စိတ်ဝင်စားပွဲတရိတံဝေကရပွဲရဲမတန်မှုကင်းဖြစ်ရမယ့်ဇာတ်လမ်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်။ကျွန်တော်ဖွင့်လင့်ရောက်ကြလေးရရှိတဲ့ တန်တလက်ဖက်ရည်ဆိုင်နဲ့မီနီစရိုးဆိုင်လေးရဲ့ရှေ့ကိုကာရစီထိုးဆိုင်လာတော့ကျွန်တော်ဆိုင်ကောင်တာကနေလှန့်ကြည့်လိုက်တဲ့ကားပေါ်ကရေပင်မျက်မှန်တက်ပြီးဘောင်းမီရှိရှက်အင်းကြီးလက်ရှိအဖြူဝစ်ဆင်ထားတဲ့အသားဖြူဖြူခဝဝလူတယောက်ဆင်းလာပြီးထိုသူရဲ့နောက်မှာကျွေမိတ်ကများလင်းချေကခင်မိပါတိတ်ဝစ်စုံဝစ်ဆင်ထားပြီး ရွှေလက်ကောက်ဆွဲကြိုးနဲ့စိတ်နှကံများကို ပြောင်းလဲစွာဝိစင်ထားသူအမျိုးသမီးတဦးလေပါလာတာကိုတွေ့လိုက်ကြ၏။ဘာသုံးဆောင်ကြမလဲခမညာအပူအေးကြပါရဲ့။ကျွန်တော်ကဤမြတန်ဖိုးကြီးရဲ့ကားကိုစီးပြီးတောက်ပစွာဝိစင်လာတဲ့သူတို့က ကျွန်တော်ရဲ့ဆိုင်က ပြည့်စည်ဝယ်ရန်တော့ဟောက်ခံမတူလမ်းမှာစားလောင်းမှုကိုဖြည့်တင်းရန်အတွက်သာဖြစ်လိမ့်မယ်လို့ခံမှန်းပြီးလေးလေးစားစားဖိမှန်တကာပြုလိုက်ပါရဲ့။ ဟာကုကြော့စွာကျုပ်တို့ကိုမမှတ်မိတော့ဘူးလားကားပေါ်ကဆင်းလာတဲ့ရေပင်မျက်မှန်တဲ့လူကရင်းရင်းနှီးနှီးပြောလိုက်တဲ့ထို့နောက်တက်ထားတဲ့ရေပင်မျက်မှန်ကိုချော့လိုက်တဲ့ဟာခမရကိုသိမ့်မောင်မဟုတ်လားဟုတ်ပါ रे ကုကြော့စွာရေ ကျွန်တော်ကိုသိမ့်မောင်ပါဗျဟောတာကကျွန်တော်မဟေးသည်မြမြအောင်မောင်ခမရအိုးစိတ်မရှိပါနဲ့ဗျာခမရတို့ဇနီးမောင်နှံကိုကျွန်တော်လုံးလုံးမမှတ်မိဘူးဗျအတော့ကိုပြောင်းလဲသွားတာပဲ ဝမ်းသာလိုက်တာဗျာလာလာဆိုင်နဲ့ဝင်ထိုင်ကြပါအောင်အေးဗျာကျွန်တော်တို့လည်းအလုပ်တွေများနေတာနဲ့ခမရတို့အိမ်ဘက်ကိုမလာဖြစ်ခဲ့ကြဘူးအခုမှရောက်ရတော့တယ်ကိုကျော်စွာရဲ့ကျေးဇူးတွေကိုတော့တသက်မမေ့ပါဘူးဗျာဟာဒါတွေမလိုပါဘူးဗျာအချင်းချင်းတွေပဲကုညီဖို့အခွင့်လန်းရှိတော့ကုညီခဲ့ရတာပဲအခုတော့ဘီရိုလုပ်ငန်းမယ်လားอืมဘီရိုလုပ်ငန်းလဲလုပ်ပါတယ်တခြားလုပ်ငန်းတွေလည်းလုပ်ရတာပေါ့ဒီကမြမြအောင်ကတော့ ုံတဲခိုကန်းဖွင့်ပြီးတော့တဲခိုကန်းမှာပဲနေတယ်လေကျွန်တော်ကတော့နေခင်းဘက်အိမ်မှာလှုပ်ရှားရှိတာလို့ပြီးတော့လုပ်ငန်းကြီးကြပ်ရင်းနဲ့ညရောက်မှမြမြောင်အောင်စီသွားရတာပေါ့အိမ်ကိုတော့မြမြောင်အောင်ရဲ့တူနဲ့သူ့မိသားစုကိုထားရတာပေါ့ကိုဆွေမျိုးဆိုတော့လေပူစိတ်ချရတာပေါ့ကုကျော်စွာရေကုသိန်းမောင်ကသူ့ရဲ့လုပ်ငန်းများအကြောင်းကိုရှေးလျားစွာပြောပြတယ် ထိုစဉ်ကျွန်တော်ရဲ့ဇနီးဖြစ်သူမတင်ကြီးကအိမ်ထဲကထွက်လာတာကိုတွေ့ရတော့ကျွန်တော်လှမ်းခေါ်လိုက်တယ်။အကြီးရေလာပါအောင်ဟာဒီမှာသူတို့ဇနီးမောင်နှံကိုကြည့်ပါဦး။ဘသူတွေလဲလို့ကျွန်တော်ကဇနီးဖြစ်သူကိုပြောလိုက်တယ်။ဇနီးဖြစ်သူမတင်ကြီးလည်းသူတို့ဇနီးမောင်နှံကိုတေချာစွာကြည့်နေတယ်။ကိုသိန်းမောင်တို့ဇနီးမောင်နှံကတော့ပြုံးလို့သာကြည့်နေကြတယ်။ဟောတိပီတိပီကိုသိန်းမောင်နဲ့မျက်မျက်အောင်မဟုတ်လား။ ဇနီးဖြစ်သူမာတင်ကြီးကမှမိသွားဟန်နဲ့ဝမ်းသာအားရပြောလိုက်တယ်။မမကြီးကတော့ရေဗျာကိုကျော်စွာကတော့မမှတ်မိဘူးမနေပြောอยู่ရတယ်။ကျမတော်တေချာကြည့်อยู่ရတယ်။ပြောင်းလဲသွားလိုက်တာဝမ်းသာစရာပါပဲ။ဒါနဲ့စိုးပါအောင်ဗျာကျွန်တော်စီအလေတက်တက်ပဲလား။ကိစ္စရော ရှိလို့လား။ကျွန်တော်ဘာကူညီပေးရမလဲ။ကျွန်တော်ကစကားဖြတ်ပြီးမေးလိုက်တယ်။ဟုတ်ပါရဲ့ဗျာစကားကောင်းနေကြတာနဲ့လာရင်ကိစ္စကိုမေ့သွားတယ်။ ဒီလိုဗျလာမယ့်တနင်္ဂနွေနေ့မှာကျွန်တော်အိမ်မှာဖခင်အနေကစားတင်စွန့်ကြွေးလုပ်မလို့လားဖိတ်တာပါပြီးတော့ကိုကျော်ဆော့ကိုကျေးဇူးပြုခြင်းလို့ကျွန်တော်ကားထဲမှာပစ္စည်းတချို့ပါလာတယ်ကိုသိန်းမောင်ကစကားပြောရင်ကျွန်တော်တို့ဇနီးမောင်နှံကို ကြည့်ပြီးအကဲခတ်ပြီးပြောလိုက်တယ်အာမဟုတ်တာကိုသိန်းမောင်ရဲ့မလိုပါဘူးဗျာအခွင့်ကြုံလို့ကျွန်တော်ကူညီခဲ့တာပါဘာမှလည်းမျှော်လင့်ချက်မထားမိခဲ့ပါဘူးအခုရေမငင်းပါနဲ့ အခုဆိုင်မှာအသုံးလိုတဲ့ပစ္စည်းကိုပဲယူခဲ့တာပါ။မြမအောင်ကပါဝင်ပြောလိုက်ပြီးသူတို့နေအောင်ကားစီကိုရောက်သွားကြတယ်။မကြမီကားပေါ်ကပစ္စည်းနှစ်ခုမယူလာကြတယ်။တစ်ခုကစိုနီကက်ဆက်နဲ့စောင်းပေါက်နှလုံးနောက်တစ်ခုကဒရင်ဘတ်ကျွန်တော်အန်အောစော်နဲ့ကြည်နေမိတယ်။သူတို့နေအောင်ပစ္စည်းများပေးပြီးပြန်သွားကြတယ်။ကျွန်တော်ပါဇက်ဟောင်းသားနဲ့ကြံရိတ်ခဲ့တယ်။စိုနီကက်ဆက်ကတံမိုးတသိန်းကျော်ရှိလိမ့်မယ်လို့ခန့်မှန်းမိတယ်။ ကျွန်တော်အမတ်တမိတ်ကူညီခဲ့ခြင်းကဤမြတန်ဖိုးကြီးကြီးပစ္စည်းရမယ်လို့မမျော်မှန်းမိသေးမှ အမှန်ဖြစ်တယ်။ကျွန်တော်ကူညီခဲ့တဲ့ကိစ္စကရောဤမြအတိစီးပွားဖြစ်နေပြီလား။စသည်စသည်ဖြင့်တွေးလိုက်မိပါရဲ့။ကျွန်တော်ကတက်မတော်မှာအရာခံဘူးအဆင့်နဲ့တာဝန်ထမ်းနေစဉ်လူအပ်ချက်အရာပြည်ရေးဝန်ကြီးဌာနကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် အမိန်ကရောက်လာတော့ယူနီဖောင်းချွတ်ပြီးပြည်ထရေးဝန်ကြီးဌာနမှအမှုထမ်းရတယ်။နောက်မှပြည်ထရေးဝန်ကြီးဌာနမှရောက်ရှိနေတဲ့ကျွန်ုပ်ရဲ့တက်မတော်ကဇေယတဦးကကျွန်ုပ်ကိုလိုအပ်ချက်အရာဝန်ကြီးကိုတင်ပြပြီးခေါ်ယူခြင်းဖြစ်ကြောင်းသိလိုက်ရတယ်။ပြည်ထရေးဝန်ကြီးဌာနမှတောင်ဝင်ထမ်းဆောင်နေစဉ်ကုသိန်းမောင်တို့ဇနီးမောင်နှံရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ကုသိန်းမောင်မှာကျွန်တော်နဲ့တမျိုးတည်းသာတကြောင်နဲ့ထွက်ကြသူများဖြစ်တဲ့ သို့တော်လေသူကကျွန်တော်ထက်အတန်းငယ်တော့တငယ်ချင်းအဆင့်တော့မဖြစ်ခဲ့ဒါပေမဲ့တကြောင်နေသားဖြစ်နေတော့ခင်မင်းရင်းနေကြသလိုမြမအုံမလေးတကြောင်နေနေကြသူများဖြစ်တော့ကိုသိန်းမောင်ကဲ့သို့ပဲခင်မင်းရင်းနေကြသူများဖြစ်တဲ့ကိုသိန်းမောင်တို့ရန်ကုန်ပြောင်းလာပြီးမြို့တစ်မှာခြံဝယ်တော့မှကိုသိန်းမောင်နဲ့မြမအုံတို့ယူလိုက်ကြကြောင်းကျွန်တော်သိခဲ့ရတယ်ကျွန်တော်ကတော့အဆအဆရရကူညီခဲ့ရတယ် ရန်ကုန်ရောက်ကြတဲ့အခါရက်ဆွေရက်မျိုးများအဖြစ်တယောက်အိမ်တယောက်သွားပြီးဆွေမျိုးများပမာနေထိုင်လာခဲ့ကြတယ်။ဒီနေ့မှကျွန်တော်အိမ်ကိုကိုသိန်းမောင်တို့ဇနီးမောင်နှံရောက်လာပြီး၎င်းတို့အိမ်မှာဗီဒီယိုတိတ်ခွေအငားဆိုင်ဖွင့်ရန်နဲ့ဗီဒီယိုပြတဲ့လုပ်ငန်းကိုလောက်ကင်လို့၍ကျွန်တော်ကိုကူညီဆောင်ရွက်ပေးရန်အကူအညီတောင်းခံလာခဲ့တယ်။ သူတို့ဇနီးမောင်နှံမှာရန်ကုန်မှာအတိကျွမ်းမရှိ အတွေ့အကြုံလည်းမရှိသေးတော့လာရောက်အကူအညီတောင်းခြင်းဖြစ်တာကိုကျွန်တော်ကသိလိုက်တယ်။ကျွန်တော်ကတက်မတော်မှာနေ့စဉ်တတထဲအတူနေတဲ့တငယ်ချင်းတအူးဖြစ်သူကိုတရိရတော့နောက်တနေ့လာခဲ့ရန်နဲ့တငယ်ချင်းနဲ့တွေ့ဆုံပြီးဆောင်ရွက်ပေးမှဖြစ်ကြောင်းဂရီပေးလိုက်ပါရယ်။ကျွန်တော်ရဲ့တငယ်ချင်းဖြစ်သူတန်ဆိုကတက်မတော်မှာအရာခံဘူးအစင်းရှိခဲ့ပြီးဘွေးရတအူးလေးဖြစ်ပါရယ်။ သူလည်းကျွန်တော်ကဲ့သို့ပဲတက်မတော်မှာပြန်ကြားရေးဝင်ကြီးဌာနကို တာဝန်လွှဲပြောင်းအမှုထမ်းဆောင်ခဲ့ရာယခုလက်ထောက်ညွန်ကြားရေးမှုအဆင့်ကိုရောက်ရှိနေပြီဖြစ်ပါရယ်ကုသိန်းမောင်တို့ဇနီးမောင်နှံကိုတန်ဆိုးထံခေါ်သွားပြီးအကျိုးကြောင်းကို ပြောပြရာတန်ဆိုးကလူအပ်တာများကို ပြောပြပြီးဆောင်ရွက်ပေးမှဖြစ်ကြောင်းဂရုပြုလိုက်တဲ့ထို့နောက်ရှောက်လော်များလူအပ်တဲ့ထောက်ခံချက် ဝန်ခံချက်များနဲ့ပြည်စုံပြီးရှောက်လော်တင်လိုက်တဲ့အခါ မကြမီလိုအပ်တဲ့ဘီရိုဒိတ်ခွေငားရံခွင့်လိုင်းစင်နဲ့ပြန်သားခွင့်လိုင်းစင်များရသွားပြီကုသိမ်းမောင်ကကျွန်တော်ထံကိုဝမ်းသာအားရဖုံးဆက်အကြောင်းကြားတယ်လို့တငယ်ချင်းတန်းဆိုးကလည်းကျွန်တော်အကူအညီတောင်းတဲ့အတိုင်းဆောင်ရွက်ပေးလိုက်ပြီးဖြစ်ကြောင်းလာရောက်ပြောကြားခဲ့ပါတယ်ကုသိမ်းမောင်တို့ဇနီးမောင်နှံကအဲ့ဒါကိုကျေးဇူးတင်မဆုံးဖြစ်နေကြတယ်တတ်တဲ့အခါကကျေးဇူးတင်ကြောင်းပြောနေကြတယ်သို့တော်လေကုသိမ်းမောင်က ဗီဒီယိုလုပ်ငန်းတွေပဲချမ်းသာသွားသည်မှာအံ့ဩစရာကောင်းနေတယ်မယုံနိုင်စရာလည်းဖြစ်နေတယ်ကျွန်တော်ကတက်မှတ်တော့မှာအမှုထမ်းခဲ့တဲ့ပင်စင်နဲ့အငိမ့်စားစုကြီးများစူဆောင်းငွေများပြည်ထရေးဝင်ကြီးဌာနမှာတာဝန်ထမ်းဆောင်စဉ်ကစူဆောင်းရရှိတဲ့ငွေများကိုစုပေါင်းပြီးဤလက်ဖက်ရည်ဆိုင်နဲ့မီနီစရိုးလေးကိုထူထောင်ပြီးစားတောက်နေရတယ်မည်သို့ပဲဖြစ်စေသူတို့နှစ်ယောက်ချမ်းသာနေကြတာကိုတော့ဝမ်းမြောက်ဝမ်းသာဖြစ်မိပါရဲ့ ကိုသိမ်းမောင်တို့ရဲ့ဖះအနေကစားတင်ဇွန်ကျွေးမင်္ဂလာက စီကားလာပါ रे အိမ်မော်ဒတ်အောက်ထက်အပြင်အိမ်ဝင်းအတွင်မြေကွက်လက်ကိုပါဇပွဲကလေးတိုင်းများခင်းပြီးကျွေးမွေးအိတ်ခန်းနေအိမ်ပေါ်အိမ်အောက်နဲ့အိမ်ဝိုင်းအတွင်ဇပွဲကလေးတိုင်းများအစီရင်ခင်းပြီးကျွေးမွေးနေသည်မှာတကယ်အလူကြီးပေးနေတယ်လို့ဖြစ်တဲ့ဝမ်းမြောက်သာသူခေါ်မိပါ रे ကျွန်တော်နဲ့မာတင်ကြီးတို့အိမ်မော်ကိုဖျားတက်ဖူးပြီးကိုသိန်းမောင်နဲ့မြမြအောင်တို့ကို ခွင့်ပန်ကအိမ်အောက်ထပ်ကိုဇင်းလာခဲ့ကြတဲ့အပေါ်ထပ်မှာလူများကြက်လာတော့နေထိုင်စရာမရှိဖြစ်လို့လေကိုသိန်းမောင်ကတားတော့လေအကြောင်းကြောင်းကြောင့်ခွင့်ပြုလိုက်တဲ့ကျွန်တော်တို့ဇနီးမောင်နှံအောက်ထပ်ရှိစပွဲအလို့တစ်ခုမှာဝင်ထိုင်လိုက်ကြတဲ့တို့နောက်ကျွန်တော်တို့စပွဲကို လူ၃ယောက်ထပ်မံရောက်လာပြီးအသီးသီးထိုင်လိုက်ကြတဲ့ ခဏအကြာမှာကျွန်တော်တို့ဇပွဲကိုဒံပေါက်ထမင်းပွဲများလာကြပြီးကျွန်တော်တို့ဒံပေါက်ထမင်းစားနေစဉ်မှာနောက်ထပ်ရေခဲမုံတပွဲစီလာကြပြီးပြန်နေနောက်လက်ဖက်တို့အချိုးမုံများနဲ့လူလေသေးမရှိပြေဆုံးစွာဧခံပြီးသည်ဒီလိုတကယ်လှူနိုင်နေပြဒီပရိသတ်ကိုဒီလိုကျွေးပုံမျိုးနဲ့ဆိုရင်တော့ကုံကြောင်ဝင်နဲမှမဟုတ်ဘူးနော် အမလီဒီလင်မယားကဒလငွေကြီးကိုတော့မမှုသေးဘူးဗျာ ဒါတနေ့ဝင်ငွေလောက်ပဲရှိအောင်ပါနောက်တစ်ယောက်ကတတ်မှန်ပြောလိုက်ပြန်နေကျွန်တော်တို့ဇနီးမောင်နှံကတော့ဘာမှဝင်မပြောပါခေါင်းငိတ်လို့သာနားထောင်နေကြရိအေးဟုတ်တော့ဟုတ်တယ်ဗျနောက်တစ်ယောက်ကပါတတ်မှန်ထောက်ခံလိုက်တယ်ဘာတွေလှုပ်လို့များဒီလောက်ဝင်ငွေကောင်းနေရတာလဲဩခမရကတိမမတိပဲကိုဗျဒီလိုဗျသူကဘီရိုတိတ်ခွေအငားဆိုင်ဖွင့်နေပြီးတော့တနေ့၃ချိန်ဘီရိုပြတယ် အေးညဘက်ဆိုရင်တော့အပြာကားကိုဈေးကြီးကြီးနဲ့ပြတယ်ဒီလောက်နဲ့ပဲဒီလောက်ဝင်ငွေကောင်းရော်လားဗျနေပါအောင်ဗျကျွန်တော်စကားမဆုံးသေးပါဘူးဗီဒီယိုပြလို့လူဝင်လူထွက်များတာကိုအခွင့်ကောင်းယူပြီးအိမ်ပေါ်မှာဖဲဝိုင်းဂျင်ဝိုင်းထောင်နေဗျပြီးတော့ဗီဒီယိုနောက်မှာကျွေစိတ်ဆက်ဆယ်လုံးရှိတယ်သူ့အမျိုးသမီးကတနေရာမှာတဲခုတ်ကန်းဖွင့်ထားတယ်တဲခုတ်ကန်းဆိုတော့ဟိုဟာဒီဟာတွေကိုနိုင်ပိုင်းနဲ့လက်ခံပြီး အခါချင်းငွေများများယူရဲဗျာကဲဓာတိဖြည့်ဟန်တူတဲ့အထူလူကကုသိမ်းမောင်တို့လုပ်ငန်းကို ခေစိတ်တွင်ကြပြောပြရီကျွန်တော်လွန်စွာမှအံ့ဩသွားရီဒီဒူးစရိုက်လုပ်ငန်းတွေကိုလုပ်နေလို့ပဲဝင်ငွေကောင်းပြီးချမ်းသာနေတာကိုလို့မှတ်ချက်ချမိရီယနေ့လှူတဲ့အလူကခံမှန်းကြိတ်9000အထက်ရှိမယ်လို့ယူဆမိရီဒါဆိုရင်ဘီရိုတိတ်ခွေ9ကျင်းပြသခြင်းကဝင်ငွေမြများရသည်နီဖဲဝိုင်းခြင်းဝိုင်းထောင်ခြင်းက ဝင်ငွေတနေ့မြင်းများရှိမလဲအကျွေးစိတ်ဆက်များကတနေ့ဝင်ငွေမြင်းများဝင်ငွေရှိသည်နီစသည်စသည်ဖြင့်ကျွန်တော်တွေးလိုက်မိသည်မြည်တို့ပဲဖြစ်စီဤလုပ်ငန်းများရဲ့တနေ့ဝင်ငွေက9000ထက်မနည်းရှိလိမ့်မယ်လို့တော့ကျွန်တော်ရှိကပြောပြသွားသူရဲ့စကားအရာယူဆလိုက်မိသည်ကျွန်တော်တို့ဇနီးမောင်နှံကစိတ်နှောက်ကြည့်ပြီးမသက်မသာပြန်လာခဲ့ကြတယ်။ဒီလောက်ဒူးစရိုက်လုပ်ငန်းတွေလုပ်နေတာ တာဝန်ရှိသူတွေကမဖမ်းဘူးလားမသိဘူးကွာကျွန်တော်စိတ်ထဲကမကြေမနက်ဖြစ်နေတော့ဇနီးတွေကိုပြောလိုက်တယ်။အိုးရှင့်နေမသိလို့ဖြစ်မှာပေါ့။တီလို့ကတော့ဘယ်လက်ပိုက်ကြည့်နေပါမလဲ။ဇနီးတွေကသူတွေးမိတဲ့အတိုင်းကျွန်တော်ကိုတွေးတွေးဆဆပြောပြရတယ်။ဟုတ်ကွာတို့စပွဲမှာထိုင်နေတဲ့လူတွေတိတာပေါ့ကွာ။ဒါကြောင့်လဲတိတိကျကျပြောနိုင်တာပေါ့။သူတို့လိုပဲတခြားလူတွေတော်တော်များများလည်းတိနိုင်တာပဲ။ ဒီလိုတည်တဲ့လူတွေကတာဝန်ရှိအဖွဲ့အစည်းတွေကိုသတင်းမပို့ကြဘူးလား။အော်ကုကျော်စောရေဘသူကအမုန်းခံပြီးတော့သတင်းပို့မှလဲ။သူ့စီးပွားရေးပဲမနှောက်ယှက်ချင်တဲ့ဘောလေဖြစ်ချင်ဖြစ်မှာပေါ့။ပြီးတော့ဒီတည်တဲ့လူတွေကလည်းသူတို့လိုပဲဒူးစရိုက်သမားတွေဖြစ်ချင်ဖြစ်နေမှာပေါ့။ဇနီးတဲ့ကအကျိုးချောင်းခိုင်လုံစွာရှင်းပြလိုက်တော့ကျွန်ုပ်အနေနဲ့လောလောဆယ်စောရကမတတ်နိုင်ပေခမစိတ်နေလိုက်မိတယ် ကျွန်တော်ဘာမှဆက်ပြောမနေပေအိမ်အမြန်ရောက်ရှိဖို့သာစိတ်ဆောနေမိတယ်။ကျွန်တော်မနဲ့စောစောဆိုင်ဖွင့်ပြီးဥဩဓမ္မသာရတောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ပိယကြီးစတဲ့တုတ်တိတ်ခွေကိုဖွင့်လိုက်တဲ့ကက်ဆက်ခလုတ်ကိုနှိမ့်လိုက်တာနဲ့ကက်ဆက်ကိုလက်ဆောင်ပေးသွားသူ ကိုသိန်းမောင်တို့ဇနီးမောင်နှံကိုပြေးပြီးတတိယမိတယ်။သူစင်မနဲ့စောစောလက်ဖက်ရည်တောင်းမဲ့သူများရောက်လာတော့အတွေးစကိုဖြတ်ပြေကြရည် ကျုပ်သားကိုရန်ကျောင်းသားဗျာအကျွေးစိတ်ဆက်တော့ကစားတာသူ့ကိုစင်ပေးတဲ့လက်စွပ်ဆွဲချိုးနဲ့တပတ်နာကြီးကုံနဲ့ပြင်ကျောင်းလာခရီကိုပါကစားလိုက်လို့ရှုံးပါလေရောကျုပ်လည်းဘာလို့ရမှန်းမသိပဲအတော့ကိုအုံနောက်ခြောက်သွားတယ်ဗျာဩဒါကြောင့်အခုတလောမှာ ခမရကိုမတွေ့ရတာကိုဗျဟုတ်တယ်ဗျာခုတော့ရုံးငွေစုငွေချင်းငွေအတင်းကချင်းငွေထုတ်ပြီးတော့ဖြည့်ရှင်းလိုက်ရတယ်ခုရောငြိမ်သွားပြီလားခုတော့ငြိမ်နေတာပေါ့ဗျာ ငိန်နေအောင်လဲဆုံးမထားရတာပေါ့ဒါပေမဲ့ဗျာကျွန်တော်သားရုံးလို့လောလောဆယ်ငိန်နေပြီမဲ့နောက်ဘယ်ပြောနိုင်မလဲပြီးတော့ကျွန်တော်သားလို့ပဲလူငယ်ចောင်းသားတွေပျက်စီးနေကြမှာပဲတကယ်တော့ဒီလောင်းကစားတွေမရှိမှာပဲအေးရမှာဓာရီကိုတက်ဆိုင်ရာကမဖမ်းမှုလားမသိဘူးနော်ဒီလောက်များများကစားနေကြတာမသိလို့ဖြစ်လိမ့်မယ်နော်သိရင်ဘယ်နေမလဲဗျာဥပဒေလက်တန်းဆိုတာရှေ့ပါတယ်ခမရဆောင်ကြည့်နေဒီကိစ္စဖြစ်နေတာသိတာနဲ့ ဒီလောင်းကစားတွေချုပ်ငိမ့်သွားလိမ့်မယ်။ကျွန်တော်ရဲ့ဆိုင်ကိုစောစောစီစီလက်ဖက်ရည်လာတော့တဲ့မိဘနှစ်ဦးရဲ့ပြောစကားများကကျွန်တော်ရဲ့ရှင်ကိုမတရားစွာရိုက်ခတ်လာရိစိတ်မကောင်းစွာခံစားလိုက်ရရိချက်ချင်းဆိုသလိုပဲကုသိမ်းမောင်တို့လင်မယားကိုတရိယာလိုက်တဲ့အကျွေးစေးဆက်ကစားယုံနဲ့ဤမြဆိုးဝါးနေခဲ့ရင်ဖဲကျင့်လောင်းကစားခြင်းကဤထက်အစာပေါင်းများစွာဆိုးဝါးသွားနိုင်မှာဖြစ်တဲ့ အပြာကားကြည့်ပြီးစိတ်ရိုင်းဝင်ရင်လေမေလာအပ်တဲ့ပြဿနာများဖြစ်နိုင်ပါသေးတယ်။တဲခိုကမ်းမှာအတွဲများလက်ခံခြင်းက မကောင်းမှုကို အားပေးနေခြင်းဖြစ်တာကို ကျွန်တော်ကချက်ချင်းအတွေ့ရောက်မိတယ်။သူမြစည်းပွားရေးကိုမနှောက်ရှက်ခြင်းလို့ဖြစ်မှာပေါ့။ကျွန်တော်ဇနီးရဲ့အကြောင်းပြချက်တစ်ခုကို ပြည်ပြီးတတိယလိုက်တယ်။ထို့နောက်မှာတော့ကျွန်တော်ရင်ဆိုင်ကိုလက်ဖက်ရည်လာတော့တဲ့ဖောက်တဲ့များထံမှအကြွေစည်းဆက်များရဲ့မကောင်းတဲ့ရင်များ ပြီးတော့အပြာကားများပြားတဲ့စူဂျိုများတဲခုခန်းများမှာအတွေ့များလက်ခံပြီးအခါချင်းတွင်မြောင်များစွာယူတဲ့ကိစ္စများက တရက်မဟုတ်နှစ်ရက်မဟုတ်ဇက်တိုက်ဆိုသလိုကြားနေရသည်တရဝါတို့မှာလူဖြည့်ရခြင်းကအမျက်ဆုံးဖြစ်တဲ့လူတို့မှာလည်းကိုကျင်တရားသာလျင်အမျက်ဆုံးဖြစ်တယ်လို့ဆရာတော်တပည့်ရဲ့တရားတန်ကကျွန်တော်ထံကိုရိုက်ခတ်လာခဲ့သည်လူတို့ကအများအပြားမကောင်းမှုဒုစရိုက်မှသာပြောမွေးကြသည် သို့တော်လေထိုမကောင်းမှုဒူးစရိုက်ဟုသည်မကောင်းကျိုးကိုသာပြီးတဲ့ချင်းဖြစ်တာကိုတော့မသိကြပြီမကောင်းမှုဆိုတာစိတ်괴ရမရှိရာဇဝေပေးပြေးမလို့စားရစားရအတွေ့များကကျွန်တော်ရဲ့စိတ်မှာဘလောင်စုအောင်ခံစားနေရတယ်လူအများရဲ့ကောင်းကျိုးအတွက်လူတစုလူတယောက်ကိုတော့ဇတိရမှာဖြစ်ပါရဲ့မိမိပဝင်းခြင်းမှာဒူးစရိုက်မှုဖြစ်ရင်199ကိုတရိရပါမြန်မာနိုင်ငံရဲတပ်ဖွဲ့မှာကုညီပေးရစီ ရဲတပ်ဖွဲ့မှနှိုးဆော်ထားတဲ့ဇာပုတ်ကလေးကို ချက်ချင်းတရိယာမိတယ်။ကျွန်တော်ချက်ချင်းဆုံးဖြတ်ချက်တခုကိုကြားလိုက်တယ်။ဆုံးဖြတ်ချက်ချတဲ့အတိုင်းလက်ဖက်ရည်ဆိုင်ကိုဇနီးတန်ခဏလွှဲထားခဲ့ပြီးအနီးဆုံးတယ်လီဖုန်းရှိရာကိုရောက်လာခဲ့တယ်။တယ်လီဖုန်းရှိတဲ့အိမ်ကိုရောက်တော့ခွင်ကြောင်းပြီးကနန်းသုံးလုံးကိုလှည့်လိုက်ပါရယ်။ဝမ်းနိုင်နိုင်မဖြစ်ပါရယ်။ ဂျူးစရိုက်မျိုးစုံနဲ့ဇီးပွားရှာသူတအူးကိုရဲတပ်ဖွဲ့နဲ့ရက်ွက်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဝင်များပူးပေါင်းဖော်ထုတ်ပြီးဖန်စီလိုက်ခြင်းတရင်စာမှာစလုံးမဲများနဲ့ရေးသားထားတဲ့တရင်ကောင်းစဉ်ကိုတွေ့ရတော့ကျွန်တော်တရင်စာကိုချက်ချင်းကောက်ယူပြီးဖတ်ကြည့်လိုက်တဲ့ညစင်နိုင် အချိန်ခန့်မှာ တာဝန်သည့်လှူသားပြည်သူတအူးရဲ့တရင်ပေးချက်အရာ ရဲတပ်ဖွဲ့မှရဲတပ်ဖွဲ့ဝင်များနဲ့ရက်ွက်အေဂျင့်သားရာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဝင်များကဦးသိမ်းမောင်ရဲ့နေအိမ်ကိုရှောင်းတခင်ဝင်ရောက်စစ်ဆေးရာကျင်းကစားနေသူများဖဲကစားနေသူများပြီးတော့အပြာကားကြည့်နေသူများနဲ့အကြွေစည်းဆက်များတင်းစေးရမီတော့ရဲစခန်းမှာပြည်မှုဆိုင်ရာ ဥပဒေတောင်းကစားဥပဒေနဲ့အမှုဖွင့်အရေးယူထားကြောင်းသိရှိရသည်အလားတူသတင်းကွင်းဆက်အနေနဲ့အုံတဲခိုကန်းကို ဝင်ရောက်စစ်ဆေးရာ တရားမဝင်တဲခုနေတဲ့အတွဲများတွေးရှိရတော့တဲခုကံပိုင်ရှင်ကို ပြည်ရစာဥပဒေနဲ့အမှုဖွင့်အရေးယူထားကြောင်းသိရှိရသည်ကျွန်တော်ကသတင်းစာကိုဖတ်ပြီးအနီးကိုရောက်ရှိလာတဲ့ဇနီးတဲ့မာတင်ကြီးကိုပြလိုက်ပါရီသူလည်းသတင်းစာကိုဖတ်ပြီးအန်အော်လီယာရှိပါရီအကယ်လို့သာတာဝန်သည့်လုံသားပြည်သူတဦးဆိုတာကကျွန်တော်ဖြစ်တာကိုသိရင်တော့အလုံးတတ္တဝါကျမ်းမာချမ်းသာကြပါစီ ။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါရီ။ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရီရှင်။နာစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူမဆန်နာပေဖြစ်ပါတယ်ရှင်။